ကေဗုဒ္ဓဘာသာဝင်တို့အတွက်မြတ်စွာဘုရားရဲ့နေတူဘွားဘလို့ပေါ့ဘာတွေလုပ်ခဲ့လဲဆိုတာပြပြမယ် what did a buddha do no? during his time နဲ့ဘုရားရှင်အားတဲ့တတဝအများကိုတန်တရားရဲ့အလင်မကဲတွင်တော်မူမည်ဟုရည်ရွယ်တော်မူပြီးလျင်တဲ့ he wanted to he wanted to save you know people from the sansara never ending life cycle အဲ့တော့ဖျားဖျံပါမီတော်များကိုဖြစ်ချင်းတော်မူခဲ့သည့်အားလျော်စွာဖျားဖြစ်သောအခါ တီနေရမည်တက်တန်းကလည်းလွန်စွာတိုတယ်တဲ့သတ္တဝါတွေရဲ့တက်တန်းမှာလည်းတရားကင်းမဲ့လာတယ်တဲ့เนาะသူတက်တန်း45နှစ်ပတ်လုံးဒါကြောင့်မို့နေ့စဉ်နဲ့အမျှအားလခွင့်မอยู่ပဲသတ္တဝါတို့ရဲ့အကျိုးကိုပြုကျင့်ရင်အချိန်ကုန်စီတော်မူပါလေတဲ့45 years เนาะ he preach he taught people you know how to escape from this never ending life cycle called samsara no or ni so in palau le so in sumpong ပေးတော်မမူမီစွန့်ခံကြွတော်မူရင်လေတဲ့လူအပေါင်းကိုတင့်လျော်အောင်ဟောပြောဆုံးမတော်မူရ၏တဲ့စွန့်ဖုံးပေးပြီတော်လေယဟန်တန်ကတော်များစီးကပ်လာကြတော်အခါစုံမဩဝါဒနှင့်ကမ္မထံတရားကိုပေးတော်မူရ၏ထို့နောက်ယဟန်များပြန်ကြွကြသဖြင့်ခိတ္တမြဂိမ်းအောင်တော်မူပြီး၍ထတော်မူသောအခါတ ်လောကလုံးကိုတင်းကျုံလျက်ခြေချွတ်တင်သောတရဝအများကို ကြည့်ရှုတော်မူရ၏ထို့နောက်ဆိုင်ရာမြို့ရွာများမှရောက်လာသောလူပရိသတ်ကိုတရားဟောတော်မူရ၏ထို့နောက်ညနေဆောင်၍လူအများပြန်သွားသောအခါရေသုံးသက်တော်မူပြီးလျှင်ခိတ္တခဏနားနေစဉ်နေဝင်လေ၏နော် ဒါနေ့အချိန်နော် the timetable of our buddha ညအချိန်ရောက်လာပြီ at night နေဝင်ပြီးညဦးရန်ရောက်တော့ယဟန်တော်များတွင် အချို့ကကမ္မဋ္ဌာန်းတောင်းနေအချို့ကပုပ်စာလျှောက်တယ်အချို့ကလည်းတရားတောင်းနေအားလုံးဤအလိုဆန္ဒကို ပြည့်ဝစေလျက်ညဦးရန်ကို ကုံစေတော်မူပါသည်တဲ့။သကောင်းရန်ရောက်မယ်။သကောင်းရန်ခါရဟန်းတော်များပြန်ကြွ၍မကြမီလူချေတိတ်ချိန်မှာစัจ java နာတသောမှအချို့သောနတ်ပြမပေါင်းတို့လာရောက်၍ပု္ပ္ပာမေးကြတရားတောင်းပန်ကြပြန်ရာဖြည့်ရှင်ရင်ဟောပြတော်မူရင်းဖြင့်သကောင်းချိန်ကိုကုံလွန်တော်မူတယ်တဲ့။မိုးတောက်ရန်ရောက်ကောမိုးတောက်ရန် ရောက်အခါကိုသုံးပိုင်းပိုင်း၍ရှေးဦးတစ်ပိုင်းတွင်ဇင်းကြံကြွားတယ်အလဲပိုင်းတွင်ကျင်းဆက်တယ်အာယုံမတက်မီစောစောအပိုင်းတွင်ရှေးရှေးသောတာတနာကဖြည့်ချင်းခဲ့၍ကာမှုပါရမီစုံကြီးပြည့်ဝသဖြင့်ခြေချွတ်တဲ့သူတို့ကို ကြည့်ရှုဆင်ခြင်တော်မူ၏ထို့နောက်အလင်းရောက်၍အချိန်ကြာကစွန့်ကန်ကြွတော်မူရ၏ဤသို့လျှင် ရင်သွေးတော်ယာဟုလာနှင့်မချားပဲတတဝအများကိုတနာတော်မူသည်ဖြင့်တတဝဤတို့ဤအကျိုးကိုသာအမြဲပြုကျင့်တော်မူပေသည်တဲ့သူသားတော်ယာဟုလာနှင့်မချားအားလုံးသောတတဝကိုသားအရင်ကဲ့သို့ပဲနော်တနာတယ်နော် จ้วฉี่ดอมูบงเนนอกดอบาตังกาโรมะอีชี่ดอกะเสร็จลักษณะดูภิตินเตดอฉี่ดอกูจ้วฉี่เลโทโทอีอีဒေတာစာရီလှဲ့လေတော်မူရင်းကလေဝီနေရတို့ဤအကျိုးကိုတေဘိုးဆောင်ရွက်တော်မူ၏တဲ့နော်အဲ့ဒါ တစ်ချိန်လုံးမဲ့ဒေတာစာရီကြွမျက်စွာပြားစွာတနေရာထဲမှာအမြဲမနေဘူးလေဘာကြောင့်ဆိုတော့ तू ကဟိုတရွာပြီးတရွာ လူတွေကိုတွားပြီးတရားဟောပါချွတ်ရတာဘောเนาะနောက်ပြီးတော့လေဟဲ့လားဒီတရွာမှာပဲနေတယ်ဆိုဒီသူ့နဲ့အတူရဟန်းတန်ဃာကြီးကအားလုံးပဲမနဲ့ဆိုစွန့်ဝန်ကြတောင်းဆိုတာလေအဲ့တော့ဒီရွာကဝင်ပြီတာပေါ့ဟုတ်တယ်မလားအဲ့ဒါကြောင့်မို့တရွာပြီးတရွာပြောင်းတာဘာကြောင့်ဆိုသူတို့ကစွန့်ခံပဲစားတာတက်နှက်ပဲစားတာလေအဲ့တော့ဒီနောက်တရွာကျွေးပြန်ရောပေါ့เนาะစွန့်ခံကြွတာအဲ့တော့ ဒီမြတ်စွာဘုရားစွန့်ခံကြွပုံပေါ့နော်ဘုရားဖူးတယ်ရှိရင်နဲ့အဲ့ဒီကြွသွားတော်မူပုံရေးသားထုတရတဲ့ရုပ်ပုံရုပ်ပွားစွန့်တုတော်များကိုဘုရားဖူးလို့ရှိရင်နဲ့ရုပ်ပွားတော်လို့စိတ်မထားပဲနော်ဥပမာမိမိအိမ်မှာမိဘဘိုးဘွားတွေကိုပုံကို ကြီးလိုက်လို့ရှိရင်ဒီပုံကိုစိတ်ထဲကတကယ်အသက်ရှင်နှောင်းကမိဘပုံဘွားပုံကိုတတိယပြီးတော့ဩဟိုဘယ်လိုငါတို့ဆုံးမခဲ့တယ်ဆိုတာထင်အောင်မြင်အောင်ဖြစ်တယ်လို့ပဲဒီအဲ့တော့ရုပ်ပွားတော်ပေါ့ဟိုမြတ်စွာဘုရားကြွတဲ့ရုပ်ပွားတော်တွေ့ရင်အာဒီစင်တူကြီးကို ကြော့တာမဟုတ်ဘဲနဲ့တကယ်မျက်စိတည်းကတက်တော်ထင်ရှားမျက်စွာဖျားကြွသွားတော်မူပုံကိုထင်ရောင်မြင်ရောင်ဖြစ်လာစေလျက်နှစ်သက်ကြည်နူးစွာဖူးမြော်ကြပါတဲ့နော်ကျမတို့ယုတ်ထုကိုကိုးကွယ်တာမဟုတ်ပါဘူးယုတ်ထုကိုကြည်ကျင်အဖြစ်မျက်စွာဖျားတက်တိတက်ရှိထင်ရှားရှိတဲ့ကဲ့သို့ ကိုကစိတ်ထင်အောင်ဒီယုတ်ထုတွေထုထားတာပါယုတ်ထုကိုပူဇော်တဲ့ဘာသာမဟုတ်ပါဘူးဒါကိုအာယုံပြုလို့ရအောင်เนาะပူဇော်ထားတာပါเนาะရတ်တော်မူပုံတော့ ကြွတော်မူမူပဲရွှေတောင်ကြီးအလားမမမမတန့်ရက်တော်မူလျက်လျင်ဝီနေရတို့အကျိုးစီးပွားကိုတည်ဖို့ဆောင်ရွက်တော်မူတယ်။ထို့ကြောင့်ယခုအခါရက်တော်မူပုံကိုထုထားသောရုပ်ပုံရုပ်ပွားစင်တုတော်ကိုတဲ့ဖူးမြော်ရရှိသောတက်တော်ထင်ရှားဖျားရှင်ကိုတော်မြတ် ကရက်တော်မူရဲ့မိမိအားဆုံးမနေပုံကိုထင်ရောက်မြင်အောင် ဖြစ်အောင်လွန်ရိုးသေးစွာဖူးမြော်ကြပါတဲ့ထိုင်းတော်မူပုံနော်ပရိသတ်အလယ်မှာရောင်ကြီးတော်၆တဲ့တခါတရံလွတ်တော်မူရင်ထက်ဝဲတင်ပလင်ဖွဲ့ခွေ တော်မူရဲ့လေတရားဟောပြောကသတ္တဝါများဤအကျိုးကိုတည်ပိုးဆောင်ရွက်ခဲ့ပါသည် ထို့ကြောင့်ယခုအခါတင်ပြင်ဖွဲ့ွေထိုင်တော်မူပုံကို ရေးသားထုတ်လုပ်အပ်သောနော်ရုပ်ပွားစင်တော်များကိုဖူးမြော်ရင်ရုပ်ပွားတော်ကသာ စိတ်မထားပဲသောတ္တထင်ရှားမြတ်စွာဘုရားအနီးမှာတရားဓမ္မဩဝါဒကိုနာကြားနေရတဲ့ကဲ့သို့ထင်ထင် ထင်ရောက်ကြပါထင်မြင်လာအောင်ဖူးမြော်ကြပါ လောင်းတော်မူပုံလည်းဒီလိုပဲညခါကန္နဂုရိတိုက်တော်မှာရံဖန်ရံကလောင်းတော်မူလျက်လျက်နတ်ပြမအများဤလျှောက်ထားသမျှပု္ပ္ပာကိုဖြည့်ရှင်းဟောပြ၍တရဝအကျိုးတို့ဆောင်တော်မူတဲ့ထို့ကြောင့်ရွှေသားလျောင်းဆိုတဲ့လျောင်းတော်မူပုံကိုဖူးမြော်ရလျင်တဲ့တက်တော်ထေချာမြတ်စွာဘုရားအမေအမေပု္ပ္ပာများဖြည့်ရှင်းဟော ပြနေပုံကိုတဲ့ချိန်မြင်အောင်ဖူးပါတဲ့နော်တတော်မွေတော်များကြတော့ဖုရားရှင်သည်29နှစ်အရွယ်တော်တွင်တောထွက်၍35နှစ်တွင်ဖုရားဖြစ်တဲ့တတ်တော်80မှာပြိဋ္ဌိဘံဆောင်ဆံတဲ့အတွက်ကြောင့်မလို့ဖုရားအဖြစ်၌ဝါတော်45ဝါမြတာတည်င်းသုံးတော်မူရသည်တဲ့ထို့45 ဝါမာကာလတိတ်မကြတော့တဲ့အဲ့တော့ဗုဒ္ဓသာသနာတော်ရူယုံကြည်တော်တို့ကိုးကွယ်ရစ်ဖို့အမွေအနစ်ပေးပေးသည့်အနေအားဖြင့်ရှင်တော်မြတ်ဤအယိုးတတ်တော်များကိုအစိတ်စိတ်အမွန်မှဖြစ်အောင်အဒိဋ္ဌံတော်မူခဲ့သည်တဲ့။သူကအယိုးတတ်တော်ကတိတ်တိတ်လေးတွေဖြစ်အောင်သူကအဒိဋ္ဌံခဲ့တယ်တဲ့။ သက်တော်ရှိသောဘုရားရှင်၏အယိုးတတ်တော်ကအစိမ့်စိမ့်အမွန်မွန်မဖြစ်ပဲတလုံးတခဲတည်းတည်ရတော်မူ၏တဲ့ထိုအခါလေတဲ့ဓာတ်တော်များကိုဖူးမြော်သည့်အခါဓာတ်တော်ထာပနာသောဇေဒီပထိုးတော်တို့ကိုဖူးမြော်သည့်အခါဓာတ်တော်ဇေဒီတော်မှာစိတ်မထားပဲနော်သက်တော်ထင်ရှားမြတ်စွာဘုရားကိုထင်မြင်အောင်ဖူးမြော်ကြပါတဲ့ဒါက ကျမတို့ရုပ်ပွားတော်စင်တူတော်နော်ဓာတ်တော်မွေတော်ဇေဒီဓာတ်တွေကိုကိုရီးယားဒီအုပ်ပုံတွေကိုရုပ်ထုတွေကိုကိုကိုွယ်တာမဟုတ်ဘူးရှင်းပြခြင်းနာမြတ်စွာဘုရားကိုဟောပြောတာတွေကိုတန်ပြန်ပြီးတော့ကြားရအောင်လားအောင်မြတ်မြတ်စွာဘုရားတက်ရှိတင်ရှာထင်မြင်လာအောင်ဒါ